နောက်ထပ်အရေးစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါကျွန်တော်ထပ်ပြမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကဒီလက်လီလက်ကားတွေပေါ့နော်အလုံးလုံးတဲ့သူတွေကဒီ stock on dot shop ကိုတုံးတဲ့အခါသူတို့တည်ကျနေရတာရှိတယ်။အဲ့ဒါလေးကျွန်တော်ပြမယ်။ဆိုတော့အများကြီးကဒီမှာပေါ့နော်ကျွန်တော်ခုဖွင့်ထားတယ်။တချို့ကျော်ပစ္စည်းပေါ့နော်ဘယ်ပစ္စည်းကဘယ်နှခုရောင်းရလဲ။ဒါမျိုးတည်ကျနေလို့ရှိတယ်။တချို့ကျတော့ကိုယ့်ရဲ့ဘယ်ဖောက်တွေကဘယ်လောက်ဝယ်သွားလဲ။ဒါတွေတည်ကျနေကျွန်တော်ပြမယ်။အဲ့ဒါဘယ်လိုကြည့်။အရာအနှစ်ချုပ်ဆိုတာဘာကိုပြရလဲဆိုတော့ပစ္စည်းအလိုက်ကြည့်ကျင်တဲ့လူတွေ။ဒါလုပ်ငန်းတစ်ခုလုံးစာကိုပြမှာနော်ပြတဲ့နေရာ။အဲ့ဒါမှ ကိုကသုံးတဲ့လူဘသူကရောင်းသွားဆောင်ကြည့်ကျင်တော့ဒီမှာအာကျွန်တော်တို့ကသုံးတဲ့လူသွားကြည့်ပေးလို့ရတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒါ regenerator ဆို host account ဒါဆိုရင်ကျွန်တော်ရဲ့ဝန်ထမ်းတွေပေါ့နော်ဒါတွေသူတို့ account ကျွန်တော်စီစဉ်ပေးထားတာဒီမှာဆိုရင် remino 3ရှစ်ခုရောင်းရတယ်ဒီမှာစုစုပေါင်းဒါဆိုဝယ်ဈေးပေါ့ဝယ်ဈေးနဲ့ရောင်းဈေးနဲ့တွဲပြထားတယ်ပြီးရင်ကျွန်တော်ရောင်းအမြတ်ကဘယ်လောက်ရောင်းကြလို့ရှိရဆိုတော့ဒီမှာပြထားပေးတယ်နော်ဒီလိုပုံစံမျိုးပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ပစ္စည်းပေါ့အဲ့ဒါမှဒီအောက်မှာကိုယ်ကိုထပ်ပြီးတော့ အဲဒီလိုလေးသွားလို့ရသေးတယ်။ဒါတော့ဆိုတော့ကျွန်တော်ဒါဒီလောက်ပဲပေါ့နော်ကျွန်တော်ဒီက test test လုပ်ထားတဲ့ဟာလေးရော။ဆိုတော့ဒီလိုပုံစံမျိုးလေးကိုကပစ္စည်းအလိုက်ပေါ့နော်မြင်ရတယ်။အဲ့မှာမှကျွန်တော်တို့ကဒီမှာ Redmi Note 3ဒီမှာနော်မြင်လေးပါနေရမလား။ဒီမြင်လေးပါတော့တစ်ချက်နှိပ်လိုက်။နှိပ်လိုက်တော့ကဘာဘယ်လိုပေါ်လဲကျွန်တော်ပြမယ်။အာဒီမှာနော်ဒါဆိုကျွန်တော်ရဲ့ဆိုင်ခွဲမှာမြင်ရပြီ။ဒီမှာဆိုရင်လျှံတဲ့ဆိုင်ခွဲမှာအာဒီနေ့ဖွင့်လိုက်တာဆိုရင်16လုံးရှိတယ်။16လုံးရောင်းလိုက်တယ်6လုံးကျန်တယ်။နော်ဒီလိုပုံစံပြန် retain နေတယ်ဒါရောင်းလိုက်ရတဲ့ပစ္စည်း ဟုတ်ပြီနော်ဆိုတော့ကျွန်တော်နောက်ပစ္စည်းတစ်ခုပြမယ်ထားလိုက်ပါတော့ကျွန်တော်နော်ဒါကျွန်တော်ဥပမာအနေနဲ့ထည့်ထားတာဒါဆိုရင်ကျွန်တော်တို့ဒါဆိုင်ခွဲပေါ့ဆန်းကျောင်းဆိုင်ခွဲမှာနော်ဒီလိုပုံစံမျိုးလေးဘယ်နှထုတ်ရောင်းလိုက်ရတယ်ဒါဘယ်လောက်ကျန်လဲဒီလိုပုံစံမျိုးပေါ့နော်ဒါဆိုရင်အနေအနေနဲ့အကောင့်နဲ့ဝင်ဝင်ရောင်းသွားတာဒီပုံစံဒီမှာဆိုရင်တွေ့ရနော်39တုံး16တုံးရောင်းလိုက်တာ20တုံးဆိုဒီမှာအဖွင့်အား20ထုပ်ပြန်ကြမ်းတယ်။နှစ်ထုပ်ရောင်းလိုက်တာ19ထုပ်။အဲဒီမှာဆို19ထုပ်6ထုပ်ရောင်းလိုက်တာ3ထုပ်။ အဲဒီလိုပုံစံမျိုးလေးတူအသေးစိတ်လေးကို transition လေးပါတူအပြပေးတယ်ဆိုတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကျွန်တော်ကဒီမှာနော်ကိုကကိုဖောက်တဲ့ဒီအနေနဲ့ခုနပစ္စည်းနော်အခုဖောက်တဲ့အနေနဲ့ခြေချင်တဲ့လူတွေဖောက်တဲ့အနေနဲ့ခြေချင်တဲ့လူစားအတိုင်းပဲကျွန်တော်တို့ကဒီမှာအဲကျွန်တော်တို့ဒီကောင်ကိုဒါလာစင်နေနဲ့ကျွန်တော်သွားလိုက်ပြီနော်ဒါရိုက်ပါတော့လာစင်နေနဲ့ဒါရွေးပြီးနှိမ့်လိုက်မယ်ဆိုရင်ဒါဒီလိုလေးပုံစံလေးကြာမယ်ဥပမာပေါ့နော်ဒါဆိုရင်ဖောက်တဲ့နမရဆူဆူပေါ့နော်ဒါအန်တီမာဟာလေးကျွန်တော်တို့ချက်နိုင်ကြည့်အောင်နော်အန်တီမာဆိုရင် ကျွန်တော်ကဒီမှာသူကနှစ်ချိန်ဝင်ထားတဲ့ပေါင်ချာเนาะအကျွေးမရှိဘူးကိုစိတ်နေနဲ့ကျွန်တော်ရောင်းပေးထားတယ်ဒါစုစုပေါင်းစုစုပေါင်းကြရတဲ့ဟာပေါ့ဆိုတော့သူ့မှာအကျွေးပေးအကျွေးကြံလာမကြံဘူးလားပေါ့နော်ဒါမျိုးလေးတွေကျွန်တော်တို့ကအကုန်လုံးကြည့်လို့ရတယ်ပြင်ဒီမှာဆိုရင်အကျွေးမကြံဘူးဒါဒါပေးထားတာတလောက်ပေးထားတယ်ဒါဝယ်ထားတာပေါ့နော်ဝယ်ထားတဲ့ဟာပြင်ဒါကျွန်တော်စုစုပေါင်းသူ့ရဲ့ပေါင်ချာတစ်ခုလုံးဒါတကယ်လို့အကျွေးမရှိဘူးဆိုတော့ ဒီစုစုပေါင်းကွန်ကြားစင်းနဲ့ဒါလည်းအတူတူပဲတကယ်လို့အကျွေးရှိရဆိုရင်တော့ဒါနဲနေမှာပေါ့နော်ဥမာခြံခဲ့တာမျိုးပေါ့ဒါချင်း delivery ကကတပြားပါမရှိဘူးတပြားမလျှော့တာဘူးဒီလိုပုံစံမျိုးပေါ့ဒီမှာဆိုရင်ကြတော့ဒီဝယ်သူဆန်းနေရာမှာကြတော့ကျွန်တော်က